လူလူမြမာရဲ့နေ့လယ်ပိုင်းထူးသတင်းအနေနဲ့လာမယ့်ဒီဇင်ဘာ28ရက်ကစလို့ပိုင်းသူနဲ့ပြည်လုံးမဲ့စစ်ကောင်ရှင်ရေကောင်ဖွဲ့တဲ့တက္ကသိုလ်တက်ရောက်နေသူတွေနဲ့ကြောင်းတက်ဖို့ရှိနေတဲ့ကြောင်းသားကြောင်းသူတွေကြုံတင်ဆန္ဒပွဲမဖြစ်မနေပေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကျွန်တော်ကုဆောပါလာမယ့်ဒီဇင်ဘာ28ရက်ကစလို့အပိုင်း3ခုနဲ့ပြည်လုံးမဲ့စစ်ကောင်ရှင်ရေကောင်ဖွဲ့တဲ့နိုင်ငံတော်ကတက္ကသိုလ်တက်ရောက်နေသူတွေနဲ့တက္ကသိုလ်ပထမနှစ်စတင်မှုပြည့်စုံနေသူတွေဟာကြုံတင်ဆန္ဒပွဲတွေမဖြစ်မနေပေးနေကြရပါတယ် တနိုင်ငံလုံးရှိတက္ကသိုလ်ကျောင်းတီတီကကျောင်းသားကျောင်းသူတွေဟာစစ်ကောင်ဖြစ်ရေကောက်ပွဲတဲ့နိုဝင်ဘာတတရဖက်18ရက်နေ့ကစကရပောင်22ရက်တွင်ကျိုးဒီဆန္ဒမဲတွေစတင်ခေါင်းနေပြီလို့နေပြည်တော်ရှိစစ်အုပ်စုရေကောက်ပွဲကော်မရှင် UC သတင်းရင်းမြစ်တွေကလူလူမြမကိုပြောပါတယ်အဲ့ဒီလိုကျိုးဒီဆန္ဒမဲကောက်ခိုင်းနေမှုတွေဟာအာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကတိုက်ရိုက်ညွှန်ကြားနေရဖြစ်ပြီးကျိုးဒီဆန္ဒမဲပေးရမှာကြံခိုင်ပါတီကိုသာအဓိကထားမဲပေးဖို့ညွှန်ကြားထားကြောင်းလဲစစ်အုပ်စုရေကောက်ပွဲကော်မရှင်သတင်းရင်းမြစ်တွေကပြောပါတယ် ဒါပြေဒီဇင်ဘာလကစပြီးတက္ကသိုလ်ပထမနှစ်စတင်ရမယ်ကျောင်းသားကျောင်းသူတွေဟာလည်းဂျိုတင်ဆန္ဒမဲ့ပေးမိမှသာတက်ဆိုင်ရာတက္ကသိုလ်ဤထံတက်ရောက်ခွင့်ရမှာဖြစ်သလိုမဖြစ်မနေဂျိုတင်ဆန္ဒမဲ့ပေးဖို့ကိုတက်ဆိုင်ရာမျိုးနဲ့ရွေးကောက်ပွဲကော်မရှင်ဖွဲ့တွေကဖိအားပေးလာပါတယ်။ဂျိုတင်ဆန္ဒမဲ့မပေးသူတွေအနေနဲ့တက်ဆိုင်ရာတက္ကသိုလ်ကျောင်းတွေကိုတက်ရောက်ခွင့်မပြုတာဖြင့်ရွေးကောက်ပွဲဆိုင်ရာဥပဒေထဲမှာတရားစွဲခံရတဲ့အထိဖိအားပေးချေအောင်လာတယ်လို့ကိုယ်တိုင်ကြုံရတဲ့ကျောင်းသားကျောင်းသူတွေကပြောပါတယ်။လူလူမြန်မာတရင်ဌာနကနေလက်တလော့စုံစမ်းထားမှုတွေရ စေပရိခဖြစ်ပွားနေတဲ့စကိုင်းတိုင်းရေဦးမြို့မှာနိုမာ၁၈ရက်နေ့ကစလို့စေအုပ်စုမြို့နယ် UC ဖွဲ့ကတက္ကသိုလ်တက်ရန်တက်ရောက်ဆဲចောင်းသားចောင်းသူ30ဦးကျော်ကိုစေအုပ်စုရေကောက်ဖွဲ့တဲ့ကျော်တင်ဆန္ဒမဲတွေအတင်းကျပ်ရောက်ဥတော်ခဲ့တာကိုလေးလာတွေ့ရှိခဲ့ရပါတယ်။အာဏာသိမ်းစေအုပ်စုကပြုလုပ်မဲ့တရားဝင်ရေကောက်ပွဲပေါ်ပြည်သူအများစုဟာစိတ်ဝင်စားမှုမရှိဖြစ်နေတဲ့အတွက်ရေကောက်ပွဲအောင်နိုင်ရေးအခုလိုဖိအားပေးပြီးမဲထက်ခိုင်းနေတာလို့နိုင်ငံရေးလက်ရာစုတွေကသုံးသပ်ပြောဆိုထားပါတယ်။